်နေပြီးတော့ဗလီစောက်တယ်ဆိုတဲ့ကိစ္စကအခုအလုံးတည့်ရတိုင်းပွက်လောရိုက်နေကြတယ်နော်အဲ့ဒီကိစ္စပေါ်တော့ရတယ်ဆိုတော့သူတို့စစ်တပ်ထောက်ခံတဲ့ဘောမအချင်းကြီးမဖြစ်တာ။ဘာဖြစ်လို့လဲတသက်လုံးကကလာကလာအစ္စလမ်ဘာသာကိုပြဿနာရှာတိုက်ခိုက်လာတဲ့ကောင်တွေကအခုသူတို့ခေါင်းဆောင်ကိုယ်တိုင်သူတို့ကိုယ်တိုင်သာသနာပြုမီးပါဆိုပြီးတော့ဆရာတင်ထားတဲ့ငပုကိုယ်တိုင်နေပြည်တော်တို့နေရာမျိုးမှာဗလီဆောက်ပွင့်ပေးလိုက်တယ်ဆိုတော့ဘာလို့လောက်ကမှမတိကြတော့အဲ့တော့ဘာဖြစ်လို့ဘောမကြီးဘလူ့ဝဲမဲလို့မဲရမှမတိပြောလဲမပြောရဲ့ ်ခွေးအမီးတက်နင်းထားတယ်လို့လက်ရှိဘောမတွေဖြစ်နေတဲ့ဘောကအဲ့ထဲမှာဓမ္မစောက်ခွဲအပြောင်ဆုံးကတော့ကြန့်ခန့်ရေးပါတီရဲ့ခေါင်းဆောင်ပိုင်းเนาะလက်ရှိလည်းနိုင်ငံအာဏာကိုသူတို့ရမယ်သူတို့နိုင်ငံကိုစောက်ချုပ်ဖို့လုပ်နေတဲ့လူတယောက်ကဖြစ်နေပေါ့ဘူးလက်လှဆိုနေပြည်တော်မှာလုံးဝဗလီမစားဘူးတဲ့အရှင်းမှာဗီဒီယိုဖိုင်တင်ပြီးတော့လိန်ခဲ့တယ်နိုင်ငံခြားစကားတွေယုံမနေနဲ့တဲ့စီပင်တာယာရေးကိုသူကိုယ်တိုင်မေးထားတာဘာဗလီမစောက်ခွင့်မပေးထားဘူးတဲ့အာနိုင်ငံခြားစကားတွေယုံနေပါနဲ့အဲ့လိုပြောင်းလိန်ခဲ့တယ် ်ဒါကိုအဲ့လိုပြောင်းလဲတဲ့ဟာကိုအောင်မင်းကတွားပြီးတော့ bleed ဆောက်နေတဲ့နေရာထိဗီဒီယိုဖိုင်နဲ့ပြခဲ့တယ်အခုဘာထပ်ပြောလဲဘူးလဲကြည့်ပါဦးမင်္ဂလာပါ is sawat ဒီနေ့အော်တိုဘာလတော့ရဲ့ပါနော်တောက်ကြနေအဲပြင်မနာမှာ bleed ဆောက်မယ်ပါညာနဲ့တွားကြည့်ရဲ့ support တွားကြည့်ရဲ့နော် ။ဟုတ်တယ်။တွားပေါ်ဆက်တွားကြည့်တဲ့ဆက်ပေါ်ကတွားကြည့်တယ်လေ။အောင်မင်းကိုပြောတာအောင်မင်းကိုချင်းချင်းချကိုကြိုက်တွေ့လား။အဟမ်းကြောင်ရဲတွားပေးဟဲ့လား။အဲကျွန်တော်တို့အဲ့မှာတော့ပေးထားတာအစ္စလာမ်ပေးတယ်။ခရစ်ယာန်ပေးတယ်။ဟိန္ဒူပေးတယ်။သုံးနေရာဒါအေကနည်းနည်းလေးပါ။ဒီကနေအေကလောက်လောက်ပဲရှိမှာနော်။နည်းနည်းလေးပဲရှိ။အဲ့မှာ तू ကဗလီဆောက်ရအောင်လို့မပါဘူး။ဒါချမေးကြည့်နော်။ ဗလီဆောက်ရလို့ပါလားဆိုစိုက်ပုတ်အစိမ့်ကြီးမှရှိတယ်ဗလီဆောက်ရလို့ပေါ့ရေးထားမှဗလီဆောက်ရလို့ရေးမှာပေါ့ဗလီဆောက်ခွင့်ပြုတယ်အဲ့တော့မွတ်စလင်ကုသဖြစ်ဆေးရုံလဲဆောက်ရင်ဆောက်မှာပေါ့အင်း तू ကမွတ်စလင်ဘိုးဘွားကြီးတာလဲဆောက်ရင်ဆောက်မှာပေါ့ဒါကြည့်တော့အဲ့ဒါတိုင်းပြည်ကိုဥဆောင်မဲ့ဒါပါတီတစ်ခုရဲ့ခေါင်းဆောင်တော့စဉ်းစားကြည့်ခင်ဗျားတို့ဒီကျွန်တော်တို့နိုင်ငံကိုအဲ့ဒီလူတွေကခေါင်းဆောင်တော့လက်ခံနိုင်လားကြည့်စကားပြောနေတဲ့ပုံကြည့်တော့ကြည့်အဲ့ဒါမြင်တဲ့အတိုင်း အသူတို့မှလိုအပ်ချက်သူတို့လုပ်မှာပေါ့အဘလီကအားလုံးပြည့်စုံနေပြီဘလီတွေအများကြီးရှိတယ်ဘလို့အဝုဆိုလဲစောက်ချင်မှစောက်မှာပေါ့ဒါခုပြုတ်ချက်တော့လာမတင်သေးဘူးချာစီကိုပဲကတ်တာသူဘန်ကိုဘန်ချာစီကိုခတ်ကြတဲ့သဘောတော့ရှိအဲ့ဒီလာပြောတာအဲသွားကြည့်တဲ့ကောင်သွားကြည့်တယ်ဖွားတယ်ကောင်ဖွားတယ်ပေါ့နော်အဲရွက်ကောက်ဝင်နေချိန်ကြိုက်ပြီးတော့နော်ဖွားနေကြတာဒါအစိုးရတိတ်သဘောကောင်းလို့မဖြစ်ဘူးကျွန်တော်တို့ဧကတရာနော်အခုတို့ဒီကနေကဧကတရာဒါတာနာစုံလို့ဖို့ရှိတယ် သာသနာစုံဆိုတာတကယ်ကိုဗုဒ္ဓသာသနာစုံနော်သာသနာသာသနာပြုမင်းကြီးတွေလေသူတို့သူတို့သာသနာပြုမင်းကြီးတွေသူတို့တွေကနိုင်ငံရဲ့မြေတွေကိုအဲ့လိုလှုပ်လိုက်မယ်ပြီးဖျားကြီးတည်ပြလိုက်မယ်သူတို့သူတို့သာသနာပြုမင်းကြီးခံလိုက်မယ်သာသနာရေပြန့်ပွားသွားလားပြန့်ပွားသွားလားဟမ်ဗုဒ္ဓသာသနာကိစ္စမိတော့ဘာမှမလုပ်ရကောင်းဘူးဟမ်ပြောတော့သာသနာပြုမင်းခံကျင်တယ်ဗုဒ္ဓသာသနာကိစ္စမိဘာပြောလဲမင်းကြီးအဲ့ကောင်တွေတည်တဲ့ကောင်တွေမဟုတ်ဘူးနော်ကျန်စားရရှိတဲ့ကလူ25ကအင်း တရားစခန်း20ဧကမရှိခဏဆရာတော်အတွက်20ဧကစီစေကိန်းထအတွက်20ဧကရဟုဆရာတော်အတွက်20ဧကခန္ဓာယုံအတွက်20ဧကအားလုံးမောဧကတရားအဲ့ဒါလို့ဖို့ရှိတယ်ဧကတရားနော်အခုတို့တေကနေကမဟုတ်ဘူးဗုဒ္ဓသာသနာစုတို့ဟောတယ်စုံလို့ဘယ်လောက်ရုံမှစဉ်းစားကြည့်နော်ဒီပလီဆောက်တဲ့ကိစ္စတာအပြည်သူအစိုးရအနန္တဖြစ်ဖြစ်ဘယ်ပါတီဖြစ်ပြည်သူတည်မြောက်တဲ့အစိုးရတရတရက ဒီလိုဘလီစောက်ခွင့်ကိုထပေးလိုက်ကြည့်ဘူးနဲ့အဲ့ဒီစကားမျိုးပြောမှလားဟောအဲ့ဒါလေးပဲပြေးဘူးနဲ့ကအဲ့ဒီလိုဒီလိုဆိုရတဲ့ရက်ကဒီဘလီစောက်ခွင့်ပေးလိုက်ကြည့်နေပြည်တော်နေရာမျိုးမှာနော်ဘူးနဲ့ဒီလိုစကားမျိုးတွေပြောမှလားအခုတော့ကြည့်ဘလီအောင်စောက်ပေးနေဗုဒ္ဓနဲ့ပတ်သက်ပြန်တိုက်တာကြည့်ပြန်တိုက်တာဝင်းမခံဘူးလေအဲ့စောက်ခွင့်ပေးလိုက်လေစောက်ခွင့်ပေးတယ်ပြီးပြီလေဝင်းမခံဘူးဝင်းမခံနဲ့ပြင်ဗာပြန်လောက်လေကလိန်ကကြစ်ပြန်ခွေခောက်ပြီးတော့ပောက်ပန်း၄၀ပြန်ပြောလေ အဲ့တော့နိုင်ငံတစ်ခုကိုဥဆောင်မဲ့ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်ပိုင်းရောက်နေတဲ့ဒူတွေရဲ့စိတ်သက်ပိုင်းအရေးချင်းပိုင်းအကျင့်ဇာတိတပိုင်းဘယ်နေရာတုံးစားလို့ရလဲစောက်ပြန့်နေတယ်လမ်းဘေးဖနှတ်ချုပ်တဲ့ခေါင်းဆောင်ဘူးလက်တဲ့အများကြီးမြင့်မြတ်တယ်အများကြီးကြတယ်ဆိုတော့ဒလောပေါက်ပန်း40တွေတိုင်းပြည်ကိုဥဆောင်တဲ့လို့တိုင်းပြည်ကကမောက်ကမပြက်စီးခဲ့ပူသွားပြီဟမ်ကဘာပေါ်မှာစောက်ပြက်ဆုံးတိုင်းပြည်ဘွားရောက်သွားပြီငတ်ပြက်ဆုံးတိုင်းပြည်ဘွားရောက်သွားပြီတဒေါန်းစားတိုင်းပြည်ဘွားရောက်သွားပြီ သူတို့ကသူတို့ခိုးပြီးတော့သူတို့ချမ်းသာနေတော့သူတို့ကအေးစင်းနေတာဟမ်ကဘာနဲ့ရှင်လိုက်ကြည့်မြန်မာဘယ်အဆင့်လဲဒါရီယာအားလုံးကသူတို့စစ်ကောင်းဆောင်တွေလောက်ခဲ့တဲ့ပြဿနာကြီးပဲအခုတခါထပ်ပြီးတော့ဒီစုပ်ပြက်နေတဲ့အခွန်မဲ့ကျန်တဲ့တိုင်းပြည်အဲ့ဒီအခွန်ကိုထပ်ပြီးတော့ထုံထုံကြအောင်ထပ်လုပ်ဖို့လုပ်နေကြတာကောင်းတယ်အမှုဇုံလို့ပေါ့နေပြီးတော့မှလုပ်ဖို့ရှိတယ်ဟောအဲ့ဒါတည်လားအဲ့လာပြောပြဟမ်ဒါကောင်းတဲ့အလုပ်ပဲနော် ဟိုဘက်ကဗလီဆောက်ရအောင်လို့ခင်ဗျာအဲ့ဆိုင်ဖို့အစိမ်းကြီးမှာရေးထားရေးထားလားတခြားကြည့်လေဒါမဲ့ဗလီတွေကပြည့်နေပြီမလို့အပ်ဘူးဆိုတော့ तू ကုပြုကုတုပြရန်ကုန်မှာလည်းမွတ်စလင်ကုတုပြစိတ်ကိုရှိရလေအဲ့မှာလူတိုင်းကုပြည့်တယ် तू ကျွန်တော်အဲ့လိုတွေ့တယ်ဟိုအန်ဒယ်ကဒေါက်တာတင်မျိုးဝင်းတို့ပါတို့အဲ့မွတ်စလင်ကုတုပြစိတ်ဥမှာလောပါပြည့်တယ်ပါညာကျွန်တော်ကြားဘူးလေလုပ်ပါစီတာကောင်းတဲ့ကိစ္စအင်းအင်းကြည့်ကြည့်ကြည့်နော်အဲ့လာပြောတာလေးစားပါ လက်ရှိဒီလာမဲ့ရွေးကောက်ပွဲအလွန်ကာလမှာဘူးလက်လှဆွေတို့ကျမ်းဖို့ပါတီကသူကတခါတည်းတန်တိတ်ကြံချပြီးတာ2010အခင်းအကျင်းမျိုးသူတို့ပါတီဒီအာနာကိုကျိန်းလေရအောင်အဲ့ဒီအတွက်လက်ရှိစစ်ကောင်းဆောင်မင်းအောင်နိုင်တဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့တိုင်းပြည်ရဲ့အာနာကိုထုတ်ကန်ခြေလှယ်ပြီးတော့လုတ်ချင်တိုင်းလုတ်တယ်သူတို့လုတ်ခွင့်ရမယ်လို့ပဲသူတို့ကတွတ်ထားတာဒါပေမဲ့သူတို့မတိတာဒီနိုင်ငံတကာအခင်းအကျင်းသူတို့နိုင်ငံတကာကိုဖိုးပေါက်နိုင်တာ ဖိုးပေါက်နိုင်မယ်ထပြည်တွင်းမှာရှိတဲ့ပြည်သူအားလုံးထဲမှာ2030လုံမျိုးလက်နဲ့မဲ့မဟုတ်ဘူးလီတချောင်းပဲရှိတဲ့ပြည်သူတွေမဟုတ်တော့ဘူးเนาะ rocket တွေ launcher တွေနဲ့ rifle တွေအကုန်ကင်ထားပြီးတပ်ရင်းတစ်ခုမှလက်နဲ့ဘယ်လောက်ရှိတယ်ပြန်ကြည့်အဲ့ဒါတွေကအလကားနေလို့မရဘူးเนาะသူတို့အုံနောက်သူတို့အတ္တဇာတိတာသူတို့ရုပ်တွေနဲ့သူတို့ကဒါကိုဥဆောင်မဲ့ရမယ်ထင်တာဒါပေမဲ့သူတို့မသိတာကနိုင်ငံရဲ့အပြောင်းလဲခေတ်ကာလရဲ့အပြောင်းလဲကိုသူတို့မသိတော့ဘူးအဲ့တော့နောက်တစ်ခုရှိတာကအခုလက်ရှိ ရွေးသူတို့နှုတ်မဲ့ရွေးကောက်ပွဲနော်ဒီရွေးကောက်ပွဲအတုကနေသူတို့အစိုးရတက်လာပြီဆိုသူတို့မင်းအောင်နိုင်မဲ့တအုပ်ချုပ်ချုပ်သူတို့တဲ့ရမဲ့ခင်မဲ့တအုပ်ချုပ်ချုပ်ကြဲကြဲကောင်တအုပ်ချုပ်အတူတူပဲသူတို့စိတ်ထဲမှာသူတို့လုံလို့ရမယ်ထင်တာအဲ့အလုံးအောင်ကြည့်လိုက်တိုင်းပြည်ကဒီထက်တွေးချောင်းစီးစီးတားစီးနိုင်တဲ့အနေသားရှိရင်ရှိမရှိရင်တိုင်းပြည်ဟာဒီထက်ပြည့်စည်မယ်ဒီထက်တွေးချောင်းစီးမှာဒါဖြေမမဟုတ်တာဟာယူအခုရွေးကောက်ပွဲကနိုင်ငံရဲ့ဖြေဖို့ဘူးဒီရွေးကောက်ပွဲဟာဒီစစ်တပ်ကအတင်းဇွတ်တိုးတဲ့အပေါက်ပဲ ။ဘာဖြစ်လို့လဲ။သူ့မှာရှိတဲ့အပေါအကုန်ပိတ်နေပြီ။ရွေးကောက်ပွဲမလုပ်ဘဲနဲ့သူတို့ဆက်နေလို့မရဘူး။နေရဲတာမေးကြည့်လိုက်လေ။နော်။အဲ့မှပြောနေဒီဒီရွေးကောက်ပွဲရတဲ့တပ်မတော်အတွက်မဟုတ်ဘူးလေ။တပ်မတော်တော့အစအတည်းရှိပြီးသားတဲ့အင်းစင်းပဲတဲ့။အဲ့ဒီရွေးကောက်ပွဲကဒါပြည်သူ့ရဲ့ထွက်ပေါက်ပဲလေ။မင်း။တပ်မတော်အစအတည်းရှိပြီးသားသူ့သူနေနေအင်းစင်းပဲဒါပြည်သူ့ရဲ့ထွက်ပေါက်ဆိုမတိမဟုတ်နုံနုံလို့လို့။ဟမ်။တပ်မတော်ဆိုတဲ့ဇကားကိုပြောမယ်ဆိုကျွန်တော်တို့ကဒီစစ်တပ်ဆိုတဲ့ institution တစ်ခုလုံးကိုကိုစားပြုတာလား။ အဲ့ဒီစစ်တပ်ဆိုတဲ့ institute ကြီးတစ်ခုလုံးကိုမောင်းနေနေတဲ့ဒီလက်တဆုပ်စာစစ်ကောင်းဆောင်တွေကိုကိုစားပြုလာတာစစ်တပ်လို့ပြောလိုက်ရင်အောက်ခြေအဆင့်ကောင်တွေဖုတ်ချိဘာမှလုပ်မလို့စင်းနေလာမထဲနဲ့မင်းတို့မှားလည်းပြန်ပြောလို့ရတာမဟုတ်မှန်လည်းပြန်ပြောလို့ရတာမဟုတ်ဘူးလက်ရှိစစ်ကောင်းဆောင်လောက်ရက်ကိုမကြိုက်တဲ့စစ်သားတွေတပုံကြီးနော်လက်ရှိစစ်ကောင်းဆောင်တွေရဲ့လောက်ရက်ကိုစန့်ကျင်ပြီးတော့နော်လုံးဝလက်မခံတဲ့စစ်သားတွေတပုံကြီးဘာပြောခွင့်ရှိတယ်ဘာလုပ်ခွင့်ရှိတယ်ဘာမှမရှိဘူးအဲ့တော့စစ်တပ်လို့ပြောလိုက်မယ်ဆိုရင်အဲ့ဒီအဲ့ဒီစစ်သားတွေကိုပြောတာမဟုတ်ဘူး ဟုတ်တယ်မင်းတို့ပြောသလိုပဲစစ်တပ်ကတော့စစ်တပ်နေရာရှိပြီးသားပဲသူကသူရှိလိမ့်မယ်ဒါပေမဲ့စစ်တပ်ကထွက်ပေါက်ဆိုတာစစ်တပ်ဆိုတာအဲ့ဒီအာဏာသိမ်းထားတဲ့ကောင်တွေလူတစုကိုပြောတာအဲ့ဒီကောင်တွေဟာဒီအရွေးကောက်ပွဲကိုမကျေးမပေးဘဲနဲ့သူတို့အာဏာသိမ်းထားတဲ့အတိုင်းဆက်ပွားရဲလာအဲ့ဒါအဖြစ်ပဲမတွားရဲဘူးလေတွားမှမတွားလို့မရဟမ်အာတီကတ်တတ်တတ်တီရီလိုလာပြီနောက်တော့ဘာတွေထပ်လာအောင်လ ်အတ္တကတ္တတိရဲ့အရာတော်ကောင်းကောင်းနီးစမ်းကြည့်သွားတဲ့ကြောကောက်ခံထိထားတဲ့ကောင်တွေရှိတယ်လေဟမ်အဲ့တော့ဒါမျိုးတွေထက်လာရင်ငါတို့ဘယ်လိုလုပ်မလဲလေပင်းမို့ကျိုးပင်းရောက်တော့မယ်အဲ့တော့ငါတို့ဘာလုပ်ပြရွေးကောက်ပွဲလေးကိုမဖြစ်မနေတော့လုပ်ပြ။အာမရွေးကောက်ပွဲချင်းမလိုက်ပြီလေဒါပါတီသုံးဝနေပြည်သူထောက်ခံမှုနဲ့ဓမ္မဒါပြည်သူအစိုးရပေါ်လာပြီ။အမ်။ဟေးဟေးဟေးမင်းဘောင်းချိုဘောင်းချိုခင်မတော့။ဟုတ်ပစိုးဝိ။အဲမောင်ချက်တင်နေဟောထွက်လာ။ကျွန်တော်ပြည်သူအစိုးရပါခင်ဗျ။ ဲ့ဒီကွက်လုပ်ပြီးတော့တိုင်းပြည်အာဏာကိုဘယ်လိုပြန်သွားမှာနော်အဲ့လိုသွားလို့ရမထင်လားရမထင်ဆက်လို့ဒါပေမဲ့တခုတော့ပြောလိုက်မယ်တန့်ဖို့ပါတီကတတိုင်းပြည်လုံးကိုစားပြုတ်ပြီးတော့ရှင်ပြိုင်မဲ့ပါတီကြီးတဲ့ဒါပေမဲ့ကိုစလေလောင်းနံမဲ့လေးလောင်းချမပြရေးပဲနဲ့နဲအာနာကိုရမယ်လို့ညှော်မှန်းတယ်ပေါ့ဟမ်တနာစရာလေးတိလားဟမ်ပါတီရဲ့ရွေးတော်ဝင်တော့ကိုဟာပါတီရဲ့ကိုစလေလောင်းတော်မှာ ကိုယ့်ပါတီကိုထောက်ခံတဲ့လူတွေကိုချမ်းပြမနိုင်တဲ့နဲ့ဒီတိုင်းပြည်ကိုဥဆောင်အောင်မယ်ကိုကိုကိုတော်လုံးလုံးအောင်မကာဝယ်နိုင်တဲ့ကောင်ကတိုင်းပြည်ကိုဥဆောင်ပြီးအစိုးရလုပ်မယ်ဆိုတာဖြစ်နိုင်လားဖြစ်နိုင်တော့လုပ်ကြပါဒီသူဘက်ကတော့ရှင်းတယ်နော်စစ်ရင်းနဲ့အေးအေးယူရမှအချိန်မှာစစ်ရင်းပြစ်မှတ်တယ်ကိုကိုကြည့်ချောင်းပေါ့ကိုဟာစစ်ရင်းပြစ်မှတ်ဖြစ်မလားစည်ပြစ်မှတ်ဖြစ်မယ်တိုင်းပြည်နဲ့ပြည်သူကိုဒုက္ခပေးတဲ့စည်ရင်ပြစ်မှတ်ဖြစ်နေမယ်ဆိုရင်တော့ခမည်းတော်က အတက်နှစ်ချောင်းမပါပါဘူးတည်တတ်တဲ့လူကြီးပဲဟုတ်တယ်မလားရှင်းရှင်းလေးပဲအဲ့ဒါအဖြေပဲအဲ့ဒီလောက်ကိုဘယ်သူပဲတွန်းလို့လို့အဲ့ဒီလမ်းလျှောက်ကမှာပဲနော်ဒါကတဘောတဘာဝပဲအဲ့တော့စံဖို့ပါတီခေါင်းဆောင်တွေအနေနဲ့တိုင်းပြည်ကိုဘယ်လောက်ဖြက်စည်းမလဲဒီတိုင်းပြည်ကိုဘာတွေဆက်ပြီးတော့ရုပ်မှမလဲဆိုတာဆက်တော့စောင့်ကြည့်နေလိုက်